ကမ္ဘာမှာလက်ရှိနိုင်ငံတွေအချင်းချင်းကြားပြိပခတွေကြောင့်အယက်သားပြည်သူတွေထိခိုက်ရမှုတွေကိုရှော့ချနိုင်မှုလိုပေမဲ့စစ်မှတ်ပြိပခတွေကတနေရာပြီးတော့တနေရာဆိုသလိုပေါ်ပေါက်နေတာပါအခုဆက်ပြီးတော့စစ်ရေးပြိပခသတင်းတပုတ်ကိုတင်ဆက်ပေးချင်ပါတယ် အစ္စရေးပါလီမန်ထဲကလက်ရဇွန် Land of Israel Caucus အဖွဲ့ဟာမလ9ရက်နေ့ကအထူးအစည်းအဝေးကျင်းပပြီးပါလက်စတိုင်းနှစ်တပ်သမား3သန်းကိုဂါဇာကနေအီဂျစ်နဲ့ဂျော်ဒန်ပြောင်းရွှေ့နေထိုင်မှုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အဆိုပြုချက်ကိုထောက်ခံခဲ့ကြပါတယ်။အစ္စရေးပန္နာရေးဝန်ကြီး Bezalel Smotrich ကတော့အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနအတွင်းပါလက်စတိုင်းတွေဂါဇာကထွက်ခွာဖို့တိုက်တွန်းမဲ့ရွှေ့ပြောင်းချေချနေထိုင်ရေးအာဏာပိုင်အဖွဲ့ကိုဖွဲ့စည်းထားပြီလို့ဆိုပါတယ်။ וכל שקל שנשקיע שביאון ချေချောက်သုံးရတဲ့ငွေမှန်သမျှစစ်တကြိမ်ပြီးတကြိမ်တိုက်နေတာတဲ့အကုန်ကြတက်တာပါလေဒီစီစဉ်ကုန်ကြစည်တွေကလည်းအခက်အခဲမရှိပါဘူးဒါဟာစီစဉ်တစ်ခုဆိုတာတဲ့အရှိလေပိုင်းနဲ့အစ္စရေးအတွက်သပိုင်းဝင်လှည့်ပြောင်းတစ်ခုဖြစ်ပါလေအမေရိကန်ကအကြမ်းဖက်အဖွဲ့ဖြစ်သတ်မှတ်ထားတဲ့ဟာမတ်အဖွဲ့ကိုလက်နက်မပြုတ်ဘဲပါလက်စတိုင်းအာဏာပိုင်တွေဂါဇာကိုဆက်အုပ်ချုပ်ဖို့အီဂျစ်နဲ့အာရဲအဖွဲ့ချုပ်တို့ရဲ့အဆိုပြုထားတဲ့အစီအစဉ်တဲ့ဂါဇာဒေသခံတွေ ပြောင်းရွှေ့သွားဖို့အစီအစဉ်ကပိုလက်တွေကျတယ်လို့ပါလီမန်အမတ်ဆင်ချာရူထမန်ကပြောပါတယ် People will say let's rehabilitate Hamas Hamas တွေပြန်ပြီးခြေခံလာ Hamas တပ်တွေအင်အားကောင်းလာခွင့်ရေးပေးဖို့ပြောနေကြတယ်တကယ်ဖြစ်မဟုတ်ပါဘူးဂါဇာအတွက်ဂါဇာဒေသခံတွေအတွက်နဲ့ဒေသရင်းညီညွတ်ရေးအတွက်ပါအနေများပါတယ်စစ်ဖြစ်ပွားနေတဲ့ဒေသကနေထွက်ခွာဖို့တိုက်တွန်းတာဟာနိုင်ငံတကာဥပဒေချိုးဖောက်ရာမရောက်ဘူးလို့လည်း ကိုလတ်ဘူဝါရာရေးအဖွဲ့ကယူဂျင်းကွန်ထိုရိုဗစ်ကပြောပါတယ် We know that in time of war there are refugees. စစ်ကာလအတွင်းဒုက္ခသည်တွေတော့ရှိလာမှာပါ။အာဖဂန်မှာဆိုရင်ဒုက္ခသည်တန်းနဲ့ချီရှိသလိုစီးရီးယားမှာလည်းဒုက္ခသည်တန်းချီရှိပါတယ်။ယူကရိန်းမှာလည်းလာတူပါပဲ။ဒါတွေကိုလူမျိုးနွယ်စုလိုက်တန့်စင်ဖယ်ရှားပစ်တယ်လို့မခေါ်ပါဘူး။ ဒုက္ခတွေရများလာအောင်ရည်ရွယ်ချက်နဲ့လုပ်တာမဟုတ်ပေမဲ့စစ်ဖြစ်လာပြီဆိုရင်တော့ဒီလိုအခြေအနေတွေကိုတားဆီးလို့မရပါဘူး Liberal မူဝါဒရေးရာအဖွဲ့အစည်းဖြစ်တဲ့ Settlement Watch အဖွဲ့ကနိုင်ငံရေးအခက်အခဲ Hagit or Frangale အခုလိုပြောရတယ် this is not voluntary သူတို့သဘောဆန္ဒအလျောက်သွားတာမဟုတ်ပါဘူးအတင်းအကျပ်နေရာရွှေ့ပြောင်းခိုင်းတာပါဒါဟာဆစ်ရာဇဝဲမှုမြောက်တယ်လို့ကျင့်ဝတ်နဲ့လည်းမကိုက်ညီပါဘူးလူတွေရဲ့ဘဝငရဲကြတယ်လို့ဖြစ်အောင်လုပ်ပြီးသူတို့ကပြောင်းကျင်လို့ပြောင်းတာပါလို့ပြောရအောင်သူတို့ကသူတို့ဆန္ဒအလျောက်ပြောင်းတာမဟုတ်ပါဘူး they want to leave the place ဣသရေလပါလီမန်အမတ်တော်များများက2005ခုနှစ်တုန်းကဂါဇာခံမြောင်မှာဂျူးချစ်ချနေရာပေါင်း21နေရာဖျက်သိမ်းခဲ့တဲ့အစီအစဉ်ကို ပြန်လည်အကောင့်ထဲပေါ်ခြင်းနေကြတာပါအခြေချနေထိုင်ရေးလှုပ်ရှားမှုခေါင်းဆောင်ဒနီလာဝိုက်စ်ကခုလိုပြောရတယ် The people of Israel are ready to fight Israel လူလူကတိုက်ခတ်ဖို့အစဉ်သက်ပါဒါမှမဟုတ် Trump ရဲ့ဂါဇာဒေသခံတွေပြောင်းရွှေ့သွားဖို့အဆိုပြုချက်ကိုအကောင့်ထဲပေါ်ဖို့လည်းအစဉ်သက်ပါဒီချိန်တည်းမှာဂါဇာဒေသအတွင်းဂျူးတွေအခြေချနေထိုင်ရေးဆိုတဲ့ဇီယွန်ဝါဒကိုအကောင့်ထဲပေါ်ဖို့လည်း Israel လူလူကအစဉ်သက်ဖြစ်နေပါပြီ The entire Gaza ဂါဇာမှာဂျူးတွေပြန်အခြေချနေထိုင်မဲ့အစီအစဉ်အကောင့်ထဲပေါ်လာဖို့အလံဝင်နေသေးပေမဲ့ဟာမတ်စ်တွေဂါဇာမှာရှိမနေရေးကိုတော့အစ္စရေးအများစုကလူလာပါတယ်။တချို့ကတော့ပါလက်စတိုင်းတွေဂါဇာကထွက်ခွာတာအကောင်းဆုံးပဲလို့ယူဆနေကြပါတယ်ခင်ဗျာ။